ီရေကန်ကြီးမှာစက္ကန့်ပိုင်းအတွင်းလူထောင်ကြီးအသက်ဆုံးရှုံးခဲ့ရပူတယ်။ဒါကတော့အစိုက်ခင်းနေမွေးမြူရေးခြံနေပက်လေဝိုင်းနေခဲ့ပူတဲ့ရေကန်ကြီးပဲဖြစ်ပါတယ်။ဒါပေမဲ့1986တုန်းကတော့ဒီရေကန်ကြီးမှာကက်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပြီးတော့လူပေါင်းထောင်ကြီးရဲ့အသက်တွေကိုစက္ကန့်ပိုင်းအတွင်းဆုံးရှုံးသွားခဲ့ရပူပါတယ်။ဘလို့ဆိုတဲ့ကက်ဆိုးကြီးလဲဆိုတာကိုတော့ဗီဒီယိုလေးထဲမှာအထူးထူလိုက်ပါကြည့်ရအောင်ပါရှင်။ညိုးရေကန်ကြီး ညိုဆိုတဲ့ရေကန်ကြီးကတော့ခင်မရိုးနိုင်ငံမှာရှိတဲ့ရေကန်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။အရင်တော့ကတော့ဒီနေရာက စိုက်ခင်းနေလေဖြစ်ထွန်းသလိုရေမြရလေကောင်းတာကြောင့်အခြေချောင်းနေထိုင်ဖို့အတွက်နေရာကောင်းတစ်ခုလို့ယူဆခံခဲ့ရပါတယ်ဒါပေမဲ့1986ခုနှစ်အော်ဂိုလာ27ရက်နေ့မှာတော့ဒီရေကန်ကြီးမှာတကယ်ကိုသွေးပြက်စရာကက်ဆိုးကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ဒီရေကန်ကြီးဟာချော်ရည်တွင်တစ်ခုအပေါ်မှာတရှိရာဖြစ်တာကြောင့်ရေကန်ထဲကိုကာဗွန်အောက်ဆိုက်တန်းငွေတွေဇက်တိုက်စိတ်ဝင်နေခဲ့တယ်လို့သိရပါတယ် ပုံမှန်ဆိုရင်တော့ရေရအဲဒီတန်းငွေတွေကိုကန်အောင်ချီမှာပဲရှိနေအောင်ထိန်းထားနိုင်ပေမဲ့အဲဒီနေ့မှာတော့ကြောက်တုံးပြိုကျမှုကြောင့်တန်းငွေတွေကအပေါ်ပန်းထွက်လာခဲ့ပါတယ်။အဲဒီမှာပဲရေကန်ကြီးရဲ့အပေါ်328ပေအမြင့်စီကာဗနာအောက်ဆိုက်ထိန်းနိုင်ကြီးရတက်သွားခဲ့ပြီးတော့ဗန်ဝင်းကျင်ကိုအချိန်ကဏလေးနဲ့ပြန့်နှံ့သွားခဲ့ပါတယ်။အဲဒီနာကျဝိုင်းမှာအလုံးလုံးကြတဲ့သူတွေလည်းစက္ကန့်ပိုင်းအတွင်းသတိလစ်သူလစ်အသက်ဆုံးရှုံးသူတွေရှုံးဖြစ်ခဲ့ရပြီးတော့ လူအယောက်1900လောက်ဆုံးပါသွားခဲ့တယ်လို့သိရပါတယ်။ဘယ်လောက်ထိလဲဆိုရင်တော့အဲဒီလိုအသက်ဆုံးရှုံးရတဲ့သူတွေထဲမှာရေကန်နဲ့15မိုင်ခွဲလောက်ဝေးတဲ့နေရာမှာနေထိုင်ကြတဲ့သူတွေတောင်ပါခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ရဖြစ်ပြီးကလေးကနောက်ထပ်ဒီလိုထပ်မဖြစ်အောင်ကာကွယ်နိုင်ဖို့ဒီရေကန်ကြီးထဲမှာဓာတ်ငွေပိုက်တွေကိုတွေ့ထမ်းထားခဲ့တာလို့သိရပါတယ်။ ဒါပေမဲ့လည်းနောက်ထပ်မတော်တဆမှုထပ်မဖြစ်ဘူးလို့မပြောနိုင်တာကြောင့်2016ခုနှစ်မှာပညာရှင်တွေကရေကန်ကြီးရဲ့နေရံနဲ့ကန်အောင်ခြေကိုပို့ပြီးတော့ကျန်းမာကျန်းခိုင်လာအောင်ပြုလုပ်မှုတွေစတင်ခဲ့တယ်လို့သိရပါတယ်။ဒီကန်ကြီးနားမှာနေကြတဲ့လူတွေကတော့ နေတိုင်းဖျားကြနေရမှာအသေးကြပါပဲပြိသက်ကြီးရင်နောက်ထပ်ပြန်လည်မဲ့မြေချောင်းအချောင်းကိုဆက်ပြီးတော့မပြောသွားသေးခင်မှာအခုလိုမျိုးစိတ်ဝင်စားစရာအချောင်းရာတွေကိုစင်စဲမပြတ်တင်ဆက်ပေးနေတဲ့ချက်တွေရဲ့ Toy Fish လေးကို Like and Follow လုပ်ထားဖို့တောင်းဆိုလိုက်ပါတယ် Street Meat Street ဆိုတာကတော့အင်္ဂလန်နိုင်ငံ Yorkshire မှာရှိတဲ့ Wolf မြစ်ရဲ့အစိတ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။ဒီမြစ်ရဲ့အချင်းဆုံးနေရာက6ပေပဲရှိပြီးတော့အပေါ်ယံကြည့်ရင်တော့ရေရတိမ်တိမ်လေးလို့ထင်သွားရနိုင်ပါတယ်။ဒါပေမဲ့ဒီမြစ်က213ပေအနက်ရှိပြီးတော့ရေစီးရလဲတန်လုံးတာကြောင့်မြစ်ထဲကိုကျသွားတဲ့လူတွေတဲကတချို့ကိုဆိုရင်တော့ခန္ဓာကိုယ်တောင်ပြန်ဆယ်မရခဲ့ဘူးလို့သိရပါတယ်။နောက်ပြီးတော့ဒီမြစ်တစ်လျှောက်မှာကျင်းမြောင်းနဲ့ကြောက်ကြောက်ကြောက်ကြားတွေခြုံထက်တဲ့ကြောက်တုံးတွေ ်ရှိသလိုရုတ်တရက်ရည်ကြီးမှုတွေကလည်းမကြာခဏထထဖြစ်သေးရလို့သိရပါတယ်။ဒီမြေကဘလောက်အန္တရာယ်ကြီးလဲဆိုရင်တော့မြင်းနဲ့ထိတွေ့မှုအများဆုံးဖြစ်တဲ့ဒေသခံတွေကြောင့်မှမြစ်ထဲကိုဆင်းမိရင်တေဘဝတရားရာဂိုင်းလုံးအသေးချပဲလို့ဆိုရတဲ့အထည်ပါပဲ။1998ခုနှစ်ဩဂုတ်လတုန်းကဆိုရင်တော့ဘာရီနဲ့လင်းကောလတ်ဆိုရဲညာကစားအဆောင်တွဲတွဲကဟန်နီမွန်းထွင်ရင်းနဲ့အဲ့ဒီမျက်နှာမှာလမ်းလျှောက်နေတော့အစားအသောက်ရှာမရအောင်ဖြောင်းဆုံးသွားခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုချက်ချင်းစေလွှတ်ပြီးတော့ရှာဖွေခိုင်းခဲ့ပြီးတရက်အတွင်းလင်းရဲခန္ဓာကို ပြန်ရခဲ့ပေမဲ့ဘယ်ရီယာခန္ဓာကိုတော့နောက်နှလားအကြာမှစိန်မိုင်လောက်ဝေးတဲ့နေရာမှာပြန်ရှာတွေ့ခဲ့တယ်လို့သိရပါတယ်။အစီရင်ကန်ဆာရီအရတော့သူတို့နှစ်ယောက်ကမိနစ်ပိုင်းအတွင်းမျက်ရည်က၅ဘီလောက်တက်လာတဲ့ရည်ကြီးမှုနဲ့ကြုံခဲ့ရပြီးတော့ဒီလိုအဖြစ်ဆုံးမျိုးကြုံတွေ့သွားခဲ့ရတာလို့သိရပါတယ်။ဒီမျက်မှာလူပဲနှစ်ယောက်အသက်ဆုံးရှုံးခဲ့ရပြီလဲဆိုတာကိုအတိအကျမသိရပေမဲ့ ်စနစ်ရာစုကရိယာစပြီးတော့အဲဒီလိုဖြစ်ခဲ့ရတဲ့လူပေါင်းမနေတော့ဘူးလို့သိရပါတယ်ဒီလိုမျိုးနာမည်စုံနဲ့ကြော်ကြားပြီးမှလည်း ကမ္ဘာလိုက်ခီးသွားတွေစိတ်ဝင်စားလာကြတဲ့အနေအားဖြစ်တာကြောင့်ဒီနေရာမှာနောက်ထပ်အဖြစ်ဆိုးတွေဖြစ်မလာဖို့သတိပေးဆိုင်ဘုတ်တွေတက်ဆင်ထားရတယ်လို့သိရပါတယ်။ဒါလို့သတိပေးထားတာကြောင့်မှဆဆဆဆဒီမြက်သေးကိုဆင်းရင်တော့လေကိုတိုင်းနဲ့ကိုကံမယ်လို့ဆိုရမှာပဲပရိသတ်ကြီးရင်အခုတင်ဆက်ပေးခဲ့တဲ့ကမ္ဘာပေါ်ကအန်ဒီရဲ့အများဆုံးနေရာတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရောဘယ်လိုထင်ကြလဲပရိသတ်တို့ရဲ့အမြင်ကောမလီထဲမှာရေးခဲ့ပေးသွားကြပါအောင်ရှင်